စာသင်ချိန်မှာတော့တိချေရဇာရိတ္တနဲ့ပြည်သူနေတီးဆိုတဲ့ဘာသာရပ်ကနေသင်ခန်းစာနှင်းတတိရှိပါနီးပညာဆိုတဲ့သင်ခန်းစာလေးကို သင်ကြားပေးသွားမယ်เนาะ ီသင်ခန်းစာကိုသင်ကြားရတဲ့ရည်ရွယ်ချက်ကတော့တည်င်းအချက်လက်ဤပညာဆိုင်ရာပစ္စည်းတွေကိုဘလို့သင့်လျော်မှန်ကန်စွာအသုံးပြုရမလဲဆိုတာကိုသိရှိပြီးတော့ပြောပြတတ်အောင်လို့နော်။ကဲဒါဆိုလို့ရှိရင်ရုပ်ပုံလေးတွေကိုကြည့်ပြီးတော့ဘယ်အခြေအနေမျိုးဆိုလို့ရှိရင်နှစ်သက်တယ်လဲဘလို့အခြေအနေမျိုးဆိုလို့ရှိရင်မနှစ်သက်ဘူးလဲဆိုတာကိုကြည့်ရအောင်နော်။ကဲပုံတက်မှာဆိုလို့ရှိရင်ចောင်းသားចောင်းသူတွေဟာတိတ်တိတ်ဆိတ်ဆိတ်နဲ့သူတို့က စာအုပ်ကိုစည်းဖတ်နေကြတယ်။ဒါကနှစ်သက်စရာကောင်းတဲ့အခြေအနေလေးတစ်ခု။ပုံနဲ့မှာဆိုလို့ရှိရင်တော့ဘတ်စကားပေါ်မှာကားမောင်းတဲ့သူဟာဖုန်းပြောနေတဲ့အခါကျတော့နောက်ကခရီးသည်တွေကထိတ်လန့်နေတဲ့မျက်နှာအမူအရာလေးနဲ့ကဲတားတို့သမီးတို့ဆိုလို့ရှိရင်ရောအဲ့ဒီဘတ်စကားပေါ်မှာရှိနေရမယ်ဆိုလို့ရှိရင်ဘယ်လိုခံစားရမလဲ။ရင်းနေတုံနေရမှာနော်။ ကာမောင်ရဲနဲ့ဖုန်းပြောတာက အန်နေရဲ့အယမ်းများတဲ့အခြေအနေ။အဲဒီတော့ဒီပုံလေးဟာနှစ်သက်စရာ မကောင်းတဲ့အခြေအနေ။ကဲဒါဆိုလို့ရှိရင်ပုံသုံးကိုကြည့်ကြမယ်။ပုံသုံးမှာဆိုလို့ရှိရင်ចောင်းသားចောင်းသူတွေကကွန်ပျူတာလေးကိုကိုစီသုံးနေကြတယ်။ ါပေမဲ့သူတို့ကဂိမ်းဆော့နေတာမဟုတ်ဘူးသူတို့စားလုပ်ဖို့အတွက်လိုအပ်တဲ့အချက်အလက်တွေဗဟုသုတတွေရှာတဲ့နေရာမှာ သုံးနေကြတာဒါကနှစ်သက်စရာကောင်းတဲ့အခြေအနေတခုနော်ကဲနောက်ဆုံးပုံမှာဆိုလို့ရှိရင်လမ်းသွားရင်းနဲ့ဖုန်းကြည့်နေတဲ့သူတွေကားဆောင်ရင်းနဲ့ဖုန်းသုံးနေတဲ့သူတွေပြီးတော့ဖုန်းပြောရင်းနဲ့စပိန်စီတာတွေဒါတွေကအန်ဒီရဲ့အရင်များတဲ့အခြေအနေတွေနော်အဲ့လိုအန်ဒီရဲ့များတဲ့အခြေအနေတွေကကြတော့နှစ်သက်စရာ မကောင်းတဲ့အခြေအနေအဲ့တော့သားတို့သမီးတို့လည်းလက်ကင်ဖုန်း TV ကွန်ပျူတာ တက်ပလက်အဲ့လိုသတင်းအချက်အလက်နည်းပညာဆိုင်ရာပစ္စည်းတွေကိုတင့်လျော်မှန်ကန်စွာအသုံးပြုတတ်ကြရမယ်နော်။ကြည့်ဒါဆိုတိချင်းနဲ့နောက်စာသင်ချိန်တစ်ခုမှပြန်တွေ့ပါမယ်။ ဒီစာသင်ချိန်လေးမှာတော့တချေရသတိရှိပါနီးပညာဆိုတဲ့သင်ခန်းစာလေးကိုဖတ်ပြမယ်နော်မမကဖဖေးရဲ့တယ်လီဖုန်းကိုအသုံးပြုလိုတာကြောင့်လူကြီးတွေရဲ့စကားဝိုင်းနှီးမှာသူကအခြေအနေကိုစောင့်ကြည့်နေတယ်တဲ့ပြီးတော့သူကဖဖေးတတိမပြုမိခင်မှာပဲတယ်လီဖုန်းကိုယူပြီးတော့ကာတွန်းဇလန်းတွေကိုကြည့်တယ် ဘလောက်တောင်ကြာွားလဲမသိဘူးတယ်လီဖုန်းနဲ့ဘာလုံးနေရလဲသမီးဆိုပြီးတော့သူ့ရဲ့ဖဖေကမေးမှမူမူကလန့်သွားတယ်တဲ့ဖဖေမသိဘဲနဲ့ဖုန်းကိုယူသုံးမိလို့မူမူကကြောက်စိတ်တွေဝင်ပြီးတော့ဖဖေရဲ့အမေးကိုသူကချက်ချင်းမပြေနိုင်သေးဘူးချက်ချင်းမပြေနိုင်သေးဘဲနဲ့ခေါင်းကိုဟိုဘက်ဆောင်းလိုက်ဒီဘက်ဆောင်းလိုက်နဲ့အညာအညာဖြေပြီးတော့တယ်လီဖုန်းနဲ့ဘာလုံးနေရလဲလို့ဖဖေကထပ်ပြီးတော့မေးတဲ့အခါကျမှကာတွန်းဇလန်းကြည့်နေတာပါဆိုပြီးတော့မူမူကဖြေလိုက် ိုက်တယ်တဲ့အဲ့နဲ့ဖေဖေကဘာကောင်းကျိုးရလဲသမီးဆိုပြီးတော့ထပ်ပြီးတော့မေးတဲ့အခါကျတော့မမှုကမဖြေနိုင်ပဲနဲ့ခေါင်းငုံနေတယ်တဲ့အဲ့ဒါနဲ့ဖေဖေကနေပြီးတော့ဘာပြောလဲဆိုတော့ဒါဆိုကာတွန်းဇာတ်လမ်းအကြောင်းကိုဖေဖေကိုပြန်ပြောပြလို့ပြောတယ်တဲ့အဲ့ဒီခါကျတော့မမှုကသူနားလေတဲ့အတိုင်းပဲပြန်ပြောပြလိုက်တဲ့အခါကျတော့ဖေဖေကကျေနပ်သွားတယ်တဲ့နောက်ဆိုလို့ရှိရင်အကျိုးအကြောင်းနဲ့ခွင့်ပြုချက်ရပြီးမှအသုံးပြုရမယ်နော်လို့ဆိုပြီးတော့ဖေဖေက အဲ့လိုပြောပြီးတော့သတင်းအချက်လက်နည်းပညာသုံးပစ္စည်းတွေကိုတတိပြုဖွဲ့ရာတွေကိုဖဖျားထပ်ပြီးတော့ရှင်းပြတယ်တဲ့ ဒီနေ့ကဘာကြီးမှာသတင်းအချက်အလက်ဤပညာပစ္စည်းတွေကြောင့်ဆက်သွယ်မှုလှည့်မြန်လွယ်ကူပေမဲ့လူမှုမီဒီယာတွေရဲ့ကောင်းကျိုးဆိုးကျိုးတွေဟာသတိပြုသင့်တယ်ဆိုတဲ့အကြောင်းလေးခလေးတွေအတွက်ကိုလက်လှုပ်ရှားမှုအများနဲ့ပူပေါင်းလှုပ်ဆောင်မှုတွေမှာယော်နေစေလို့စင်ကျင်သင့်တယ်ဆိုတဲ့အကြောင်းလေးအဲ့လိုမျိုးပဲလွန်ကဲစွာ အသုံးပြုတဲ့အခါမှာဆွဲလန်းစေလို့လူမှုဆက်ဆံရေးကို ထိခိုက်စေတယ်ဆိုတဲ့အကြောင်းပြီးတော့အန်နီ ရရှိတဲ့မတိကြမခိုင်လုံးတဲ့သတင်းအချက်အလက်တွေကိုယုံမှားမိလို့ရှင်ရင်အပြည့်သဘောတည်ရမှုတွေရှိနိုင်တယ်ဆိုတဲ့အကြောင်းကိုမှတ်သားရလို့တင့်လျော်မှန်ကန်စွာ အသုံးပြုဖို့နဲ့သတိပြုစင်ချင်ရမယ်ဆိုတာကိုတငယ်ချင်းတွေနဲ့တွေ့တဲ့အခါမှာမူမူကပြန်ပြောပြလိုက်တယ်တဲ့ ကဲဒီသင်ခန်းစာလေးကိုဖတ်ပြပေးပြီဆိုတော့ဒါတို့သမီးတို့လည်းသတင်းအချက်အလက်နေပညာသုံးပစ္စည်းတွေကိုလူမှုပတ်ဝန်းကျင်မှာဘလို့အသုံးပြုရမလဲဆိုတာကိုသိရှိသွားကြပြီနော်ဒါဆိုဒီချက်နဲ့နောက်သင်ခန်းစာတစ်ခုမှပြန်တွေ့ပါမယ်